မချက်စုတ်ရက်တည်းပေါ်တဲ့ဒီလူချင်းမှာမမောင်းတယ်တရားသားလို့ရှိရင်လေဝန်းရှော့မှာကြောက်တယ်ကိုကကိုမမောင်းတယ်လူမျိုးတည်းတည်းလေးကိုစိတ်ပြီးတော့ဘယ်လိုစားရမလဲဆိုတာဒီဗီဒီယိုလေးမှာပြပြပြပါမယ်နော်အတိနဲ့တွဲစားတဲ့ဇေချာကိုဘလူးစားရလဲဆိုတာတော့အရှိကပမန်းသီးတို့ပါလို့စားပြတဲ့အသီးဗီဒီယိုတွေမှာပြောပြထားတယ်ပေါ့နော်အဲ့မှာပြန်ရှာကြည့်လို့ရပါတယ်အဲ့တော့ကို့မှာဒီလိုအဲအရာသာစက်ထားပြီးသားရှိပြီဆိုလို့ရှိရင်နော် မချစ်စုတည်တည်ရအခုချိန်မှာအရှမ်းပေါ်ပါတယ်အလုံးလိုက်ဝယ်လဲရသလိုပိတ်တာလိုက်ဝယ်လဲရရပေါ့နော်ဆိုတော့ဒါကတော့ဝန်းဖြင်းလေးကိုဝယ်ထားတာပါဝမ်းမြင်လေးကတော့တအားလည်းမချင်ဘူးဆောက်လည်းကောင်းတော့ဘောနော်ဒီတေးကတော့ဝမ်းမြင်ဆိုရင်တော်တော်လေးမဲ့ပဲဥပါသွားရေဘောနော်အဲ့တော့အခွန်လေးတွေကိုတာလေးသူချက်လိုက်မယ်ဘောနော်အခွန်ထူတွေပါတအားမပအောင်လေခွန်ပပလေးခွာလိုက်ပါပြီးလို့ရှိရင်ဒီခွာထားပြီးတဲ့ဒီအသီးကို အစင်းစင်အောင်ရေချိုးပေးဖို့လိုပါမယ်။ကဲရေသွားချိုးလိုက်မယ်နော်။ခဏလေးဆောက်ပါပြင်လာခဲ့ပါမယ်။တင်းဒီတော့မှတလက်စားရဲဆွဲခဲလိုက်တယ်ဗောနော်။ကဲဒေတရတီကိုဓာတ်ထက်ချက်လေးလိုပါတယ်။ခြံတဲ့ခါကြလို့ရှိရင်နော်တရတီရဲ့ဘေးကနေပေါ်ထိတ်ကနေပြီးတော့အလိုမျိုးလေးသူ့ကိုလှီးချလိုက်ပါမယ်။အစိမရှက်တဲ့နောက်မှန်ပြီးလှီးလိုက်ပါနော်။ဒါကနည်းနည်းလေးတော့ပိုမှဲ့နေပါတယ်။အဲ့ဒီအတိုင်းပဲနောက်တစ်ချမ်းကိုလည်းအတိုင်းလေးလှီးချလိုက်ပါ။ကဲအဲ့ဒါဆိုလို့ရှိရင်အဲနှစ်ချမ်းရသွားပြီ။ ဘေးနားလေးကိုတော့အစီလေးလွတ်တဲ့နေမြားနေပြီးတော့မှဒီအသားလေးတွေလှိချလိုက်ဖို့လိုမယ်။အဲခုခါမှာတော့အချမ်းကြီးတွေလှိတဲ့ခါကြလို့ရှင်ပပလေးပေါ့နော်ဒါလူမျိုးလေးလှိသွားပါလှိသွားလို့ရှင်လေအဲဘာနဲ့တူသွားလဲဆိုရင်အချင်မောင်းတဲ့မမောင်းတဲ့ဂျောင်းနဲ့အသေးပုံစံလှိတဲ့အတိုင်းလေးရပါတယ်အထူပါးကိုကိုစိတ်ကြိုက်လေးပါပေါ့เนาะမှဲ့နေလို့ရှိရင်တော့နည်းနည်းလေးပို့ပြီးတော့တူတူလေးလှိပေးပါတော်တော်စင်စင်လေးဖြစ်နေဆိုတော့ပပလေးလှိပေးတာပို့ပြီးတော့မှစလို့ကောင်းပါတယ် ကဲကိုလီထားတဲ့ scale လေးကို ပကံလေးတဲ့ကို ကဲဒီမှာကြည့်စီပြီးတော့အာထည့်လိုက်မယ်နော်ကဲလေလေးတွန်းချလိုက်ပြီးဆိုမှကြည့်အဲဒါဘေးဖက်လိုက်မယ်ဘေးသားလေးတွေနော်အရန်ကိုလှပနေတဲ့တည်သေးစိတ်လေးတွေကိုရပြီဖြစ်ပါလေရှင်အဲ့တော့တတ်တတ်ရှင်းရှင်းတတ်တဲ့ရဲ့နဲ့ခွေမှာ တည့်ရသေးစိတ်အချင်းမောင်းလေးကိုကိုယ်ကိုစားလို့ရပါပြီတကယ်လို့ကျွတ်ကျွတ်လေးစားကျင်လဲဆိုလို့ရှိရင်တော့ခက်စင်စိမ့်လေးကိုရွေးပြီးလို့ရှိရင်အဲစိတ်တခြားရှိဖြော်ပြီးတော့ပြင်းနေပေါ့နော်တ냐စိမ့်လာလို့ရှိရင်နောက်ရက်ဆိုလို့ရှိရင်အချင်းကြီးစိတ်ဝင်လာပြီးတော့မှသူ့ကိုခက်ကျွတ်ကျွတ်လေးစားလို့ရပါတယ်ဒီနောက်ဗီဒီယိုမှာပြန်ဆုံမယ်နော်တတား